19ရက်နေ့မနေ့မှာဒီမှာအရင်တော့ဝန်ကြီးစိုက်ပါတော့အဲ့ရနေတော့လုံးပိုင်ပြီးနေတာရှိအဲ့ဒါဘယ်ကနေစလဲဒီ8 6 sorry မှာ9လုံးပိုင်ပြီးတယ်နော်ဒီမှာဒီပွဲမှာပြီးတာဒီပွဲမှာပြီးတော့9 9 4ဆိုတာအဲ့ဒါ8လုံးပိုင်8လုံးပိုင်နော်အဲ့ဒါဒီပွဲမှာပြီးတယ် ကရှစ်ရှစ်လေးပေါင်းတော့သုံးညလုံးပိုင်းဒါလည်းဒီပွဲမှာပြီးဒါဆိုရင်ဒီမှာကကျွန်တော်တို့ခွန်လုံးပိုင်းเนาะခွန်လုံးပိုင်းရှိခွန်လုံးပိုင်းရှိဟုတ်ပြီเนาะအဲ့တော့နောက်ထပ်ဒါဖြတ်လိုက်ဒါဖြတ်ပြီးတော့ဒါလည်းဖြတ်လိုက်ညနောက်တစ်ခုနောက်တစ်ခုထပ်ပြရမယ်ဆိုရင်တော့နောက်တစ်ခုကချင်းပေါ့เนาะချင်းရတော့ဒီကနေစာမ ကိုတစ်ပေါင်းညာတစ်ဒါတစ်ချောက်ချိန်တစ်ချောက်ချိန်ဒါတော့ဒီဘွဲမှာသူကပေးတယ်တစ်ချောက်ဒီဘွဲမှာစားပေးတကရှစ်ရှစ်ပေါင်းညာ6 6နဲ့9နဲ့ပေါင်းတော့9တုံညာချိန်9တုံညာချိန်ဒီဘွဲမှာပေးရနော်တတိမာတော့1ပေးတယ်ဒီမှာ9ပေးတယ်တခါဒီမှာကြတော့99ပေါင်းချင်း8 98 ပေါင်းရင်ရှိ73ချိန်73ချိန်ဒီတိရတော့ဒီထိတ်ကလုံးနေပဲပြီးနေတယ်เนาะ73ချိန်ဒီဘွဲမှာပြီးတယ်တခါဒီမှာ865ပေါင်းတယ်865ပေါင်းတော့65ပေါင်း865ပေါင်းတော့၄၄နဲ့လည်းမကူကူ၄ချိန်เนาะကူ၄ချိန်ဒီမှာကျတော့ဒီနောက်ကလုံးသွားပြီးပါတယ်เนาะဒီမှာဒီဘွဲမှာကူ၄ချိန်မှာ၄၀ပြီးတယ်ဒါဆိုဒီ3936ပေါင်းရင်က600 ဆိုတော့6တချင်းနော်6တချင်းရှိတယ်အဲ့ဒီမှာ6တချင်းလောက်ရှိတယ်ခုနတော့ခွန်ပိုင်းလောက်ရှိတယ်နော်6တချင်းခွန်ပိုင်းဆိုရင်တော့ကျွန်တော်တို့အနက်ခွန်ပိုင်းနဲ့6တချင်းနဲ့6ခွန်တစ်ခွန်ဒါပဲရှိမှာပေါ့နော်6ခွန်တစ်ခွန်ဒါပဲရှိတော့မနေ့ကပြတယ်ဝန်ကြီးတယ်။ဒီမှာဆိုရင်ဘာရှိအောင်မလဲဆိုရင် ဒီနားမှာပြေးနေတာတခုရှိတယ်ဗောနော်အဲ့ဒါကကြာတော့ဒီချိန်ပေါ့သူကဒီ၃ညနှစ်နှစ်ပေါင်းခြင်းက၄၄၉ချိန်နော်ဒါဒီဒီမိနစ်တွေ၄၉ချိန်အဲဒီမှာဆိုရင်၈၄၂ဆိုမနေ့က၄၉ချိန်ပြခဲ့တယ်ဗောနော်ဒီမှာဒီပွဲဟုတ်ပြီးတာနောက်ဒီမှာဆိုရင်၈၈၃ချိန်နော်ဒီဒီပွဲဒီပွဲနော်အဲ့လိုမျိုးပေါ့အပေါ်မှာလည်းရှိတယ်နော်အဲ့တော့ ဒီမိနစ်တော့က၄ချိန်ရှိတယ်ဒါဆိုရင်ကျွန်တော်၄ချိန်နဲ့ခွန်ပိုင်နဲ့ဆိုရင်ဒါ၄ခွန်နဲ့5ခွန်ဆိုတာဒါခွန်ပိုင်နဲ့ဆိုရင် တွဲပြီးလို့ရတယ်ဘယ်နော်၄ခွန်5ခွန်နောက်၄ခွန်နဲ့၁၆နဲ့တွဲမယ်ဆိုရင်လည်းတွဲလို့ရမှာ၄ခွန်၁၆တွဲမယ်ဆိုရင်ဘာတွေထွက်လာမလဲဆိုအာ69လို့ တိကူလို့ဗောနော်နောက်ပြီးတော့အဲ69တိကူ69ချင်းနဲ့ဝန်16နဲ့တွဲဆိုရင်4161ဟော4146နော်အဲ့ဒါလေးရှိမှာနော်အဲ့ဒါလေးရှိမှာနောက်တစ်ခုကဒီနားမှာစီကြောတစ်ခုချပေးနေတာကိုတွေ့တွေ့ရတယ်ဗောနော်လောစဲအဲ့ဒါစီကြောမတွေ့ခင်ကျွန်တော်အဲ့ကြောင့်မပြောခင်မှာဒီနားမှာစီနီယာနောက်ပိတ်တစ်ခုချနေတယ်ရှိဟမ်အဲ့စီနီယာနောက်ပိတ်က ဒီ9 sorry ဒီ9နဲ့ဒီတင်းနဲ့ပေါင်းလား6နောက်6ပြီးတော့ဒီမှာ8နဲ့9နဲ့ပေါင်းတာခွန်နော်ခွန်ပြီးတော့ဒါနဲ့ဒါနဲ့ပေါင်းတာ8 6ခွန်8ဒါဆိုတော့ဒီမှာ9ဖြစ်မှာလား6ခွန်8 9ဖြစ်မှာလားဒီဒီနောက်ဘိတ်နဲ့ ီနောက်ပိုင်းနဲ့ပေါင်ရင်ကကိုဖြစ်မယ်ဆိုရင်သူဒီကျွန်တော်၄ထဲမှာရအောင်နော်6ခု8ကိုဒါဆိုရင်သူ၄ထဲမှာရအောင်နော်၄ပိတ်၄မှာလားဆက်ရှိအဲ့တော့ကျွန်တော်ဒီထဲမှာ၄တွေပါတယ်နော်ဒီမှာဆိုရင်ခု၄တို့ပါလို့ဒါ၄နေနဲ့ပတ်သက်ပြီးပါတာရှိ၄6တို့၄9တို့၄7တို့နော်အဲ့လိုမျိုးပါတာတွေ့ရတယ်တော့အဲ့လိုမျိုးပဲနောက်တစ်ခုဒီမှာ ါလေးဘိတ်လေးဘိတ်ဆိုတာတခုခဏထားလိုက်နော်ဘယ်ဒီကောင်ပြန်ပြက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 ်ပြီးတော့ဒီမှာကစီရောတခုစီမျောနေတာတွေ့ရတယ်ဘယ်လိုမျိုးလဲဘယ်လိုမျိုးစီမျောနေလဲဆိုရင်ဒီမှာရတဲ့တလေရှင်ကတော့တလေရှင်က နောက်ဒီဘက်စီကြောမှာညာတော့ဒီမှာတင်းငါရှိလေဒီငါတင်းငါရှိလေဆိုအရင်မှာအလိုတင်းငါရှိလေပေါ့ဒီရစီကြောကြစီမျောနေတလေးရှင်ငါတင်းငါရှိလေဆိုဒီနှစ်ခုဒီလိုမျိုးဟာဖြစ်တဲ့ဟာတော်တခုခုတော့ ေးရမယ်ပေါ့နော်ပြရမယ်ဆိုဒီမှာကျတော့ဒီရောက်မှာကျတော့တို့ကျွန်တော်တို့ဘာထွက်လဲတော့ဒီမှာဒီဒီပွဲမှာ sorry ဒီပွဲမှာဘာထွက်လဲ6နှစ်ဒါဆိုရင်ဒီပွဲမှာကျော်ဘာထွက်မှာလဲတော့အဲ့ဒါနည်းနည်းစဉ်းစားကြည့်အဲ့ဒီ6နှစ်ကကြတော့ဒီ6နှစ်ကကြတော့ဒီဒီ6နှစ်နှစ်နေလားဒါဆိုရင် ဒီရှင်းငါလာအဲ့လိုမျိုးယူဆလို့ဖြေဘူးရတော့ဘောနော်ယူဆလို့ရတယ်အဲ့လိုမျိုးပြင်မလားဒါမို့6ခုပဲပြင်မလားဆိုရပါလို့တိလေးရှင်ကဒီမှာဒီကောင်းလေးသွားမယ်ဆို ဒီလီရှင်းငါချက်ဒါဆိုတင်းငါရှင်းလီချက်၆ကိုပဲပြီးမှာလားနော်အဲ့တော့၆က၆ကြာဒီမှာ2ကဒီဘက်က2ကြာဒီ52ဆိုတော့ဝင်ချင်ဒီမှာ3ညာ3ညာကြာ60ဆိုတဲ့တကွက်ကောင်းလာတွေ့ရတယ်နော်60အဲ့ဒါရင်ကျွန်တော်60ဆိုတာထည့်မှရတယ်နော်60ဆိုတဲ့ကွက်ထည့်ထည့်မှရတယ် ခုနကတော့၄ပိတ်နေဆိုရင်အဲနောက်တစ်ခုရှိတာရှိတယ်အဲ၃ည၄အဲဒီမှာရေးထားတယ်နော်၃ည၄ဆိုတာရှိတယ်၃ည၄ကြ၃ည၄ဘယ်လိုမျိုးဖြစ်မလဲဆိုရင်တော့တော့ဒီမှာကဒီ၃လုံးပေါင်းရင်၄ဒီ၃လုံးပေါင်းရင်၄ထားဒါဆိုဒီ၃လုံးပေါင်းရင်၄ပါလား၄ပါလား ရှိရှိတုံညာထက်ခုနကတော့၄ပိန်နေဆိုရင်တုံညာ၄နော်၄တုံညာတုံညာ၄ပြန်ကြဒါမျိုးရှိရှိနိုင်တယ်ဗောနော်အဲ့တော့လုံးပိုင်းနေနေကျွန်တော်တို့ရှိတာခွန်နော်လုံးပိုင်းနေနေခွန်ဝန်ကျင်ရာ16ရေ၄9ရေဒီနှစ်ခွက်ကတော့ဒါထိုးတဲ့ဟာနှစ်ခုပေါ့နော်အရန်အနေနဲ့ပဲဖြစ်အဲ့တော့တို့ မိန်ကွက်အနေနဲ့ပြောမယ်ဆိုရင်ဒီမှာ tip break 6 break လေးလာနိုင်တဲ့အတွက်ကြောင့်၄ခွန်နော်၄သက်ခွန် tip break ထိုးသေးပါလား။နောက်40ရတယ်ပြန်ထိုးသေးတယ်။60လည်းထိုးရမယ်နော်။အဲ့၃ခွက်ရပြီ။နောက်ခွန်ခွန်အပိတ်နဲ့ဆိုရင်60ခွန်နော်။အဲ့၄ခွက်နော်အဲ့၄ခွက်အဓိကထိုးသေးတယ် အလေးဝေအဒီကထိုးတယ်69လို့49လို့60လို့60လို့နော်အားရည်မိန်ထိုးတယ်ပါလေဒီအားလုံးပဲဒီမရက်ကတော့ဒါခွန်အပိတ်ပိုင်းရှိတယ်နော်ခွန်အပိတ်၄ပိတ်အားရည်ရှိတယ်